ဓမ္မချစ်ခင်သူတော်စင်များအလုံးဒီကနေ့ပရိတ်တရားနဲ့ပတ်သက်ပြီးတော့တိစီယာမတ်ဆရာဘူတုဒ္ဒရဆရာအနေငယ်ကိုဥစဉ်ဓမ္မဒါနပြုပြောပြအမြဝေပေးပါမယ်ပရိတ်တရားလို့ပြောလိုက်တာနဲ့ဒီပရိတ်တရားဆိုတဲ့အတန်ကိုမကြဘူးတဲ့သူဆိုတာ မရှိပါဘူးအလုံးကြဘူးကြပါလေပရိတ်တရားတို့တွေကိုကိုယ်တိုင်လည်းရွတ်ပတ်တည်ရဲဘူးကြတယ် ဆရာတော်တန်ဃာတော်များရွတ်ပတ်တည်စေတာကိုလည်းပဲဒါအလုံးနာကြပူကြတဲ့သူတို့ကြီးပါပဲအဲ့တော့ဒီနေရာမှာပရိတ်တဲ့ပရိတ်နဲ့ပတ်သက်ပြီးတော့ဒါမတိတိတဲ့သူများ သိရှိဖို့အတွက်ဥစဉ်ထပ်ပြီးတော့ပြောပြပါမယ်ပရိတ်တဲ့ဘာကြောင့်ပရိတ်လို့ခေါ်တာလဲပါဠိတော်ကတော့ပရိတ်တာပေါ့ဘာကြောင့်ပရိတ်တာပရိတ်လို့ခေါ်တာလဲ ရိတမန္တတောရောဂဘယအန္တရာယေဟိတာယတိရခတိတိပရိတံပရိတမန္တတောထဝွကျင်အရက်၄မျက်နှာအရက်၈မျက်နှာအရက်၁၀မျက်နှာတို့မှာရောဂဘယအန္တရာယေဟိယောဂဘေအန္တရေတို့မှာတာယတိရခတိကာကွယ်စောက်ရှောက်တတ်၏ဣတိတတမထို့ကြောင့်ပရိတံပရိတမိဤပရိမိဤ ထဝန်းကျင်အရက်၄မျက်နှာအရက်၈မျက်နှာအရက်၁၀မျက်နှာတို့မှကြာရောက်လာမဲ့ယောဂါတွေဘေးတွေအန္တရာယ်တွေကနေပြီးတော့ကာကွယ်စောက်ရှောက်တက်လို့ပရိတ်လို့ခေါ်တာဖြစ်တယ်အတောဇင်းတို့အလုံးစုံဓမ္မချိကိသူတို့ရှင်များပရိတ်တရားတို့များကိုရွတ်ပတ်တည်ဆဲကြတယ်နိုင်ယူကြတယ်ပေါ့ ဘာအတွက်ပရိတရားတို့ကိုရုပ်ပတ်တရေစင်နေကြတာလဲ၊နာယူနေကြတာလဲဆိုရင်ဒါအဖြေကရှင်းရှင်းလေးပါ။ထဝန်းကျင်အရက်၄မျက်နှာ၊အရက်၈မျက်နှာ၊အရက်၁၀မျက်နှာတို့မှကြာရောက်လာမယ်။ယောဂါတွေ၊ဘေးတွေအန္တရာယ်တွေကနေပြီးတော့ဒါကင်းဝေးဖို့အတွက်၊လွတ်ကင်းဖို့အတွက်မကြာရောက်ဖို့အတွက်ပရိတရားတို့ကိုရုပ်ပတ်တရေစေကြနိုင်ကြတာဖြစ်ပါတယ်။ ပရိတရားတော်ကဒါရုပ်ပတ်တရေစေကြခြင်း၊နိုင်ယူကြခြင်းရဲ့ဒါအဓိကအကြောင်းရင်းပေါ့။အဲ့တော့ပရိတရားတော်ကရုပ်ပတ်တရေစေကြ၊နိုင်ယူကြတာနဲ့ယောဂဘေးအန္တရာယ်တွေကနေပြီးတော့တကယ်ပဲကင်းဝေးနိုင်သလား။ယောဂဘေးအန္တရာယ်တွေတကယ်ပဲမကြောက်တော့ဘူးလားလို့ဒါမေးစရာအကြောင်းရှိတယ်ပေါ့။တချို့လည်းမမေးတော့လည်းပဲဒါတွေးစရာအကြောင်းရှိတယ်ပေါ့။ ဘုရင်တို့စာပေမှာကတော့ပရိတရားတော်ကိုရွတ်ပတ်တဲ့သူပရိတရားတော်ကိုနာကြတဲ့သူရွတ်ပတ်သူကလည်းပဲရွတ်ပတ်တဲ့သူဘက်ကပြည့်စုံရမယ်အင်္ဂါအချက်လက်တွေနဲ့ပြည့်စုံမယ်နာကြတဲ့သူကလည်းနာကြတဲ့သူဘက်ကပြည့်စုံရမယ်အင်္ဂါအချက်လက်တွေနဲ့ပြည့်စုံပြီးတော့နေမယ်ဆိုလို့ရှိရင်ဒီယောဂပိအန္တရာယ်တွေကနေပြီးတော့ကာကွယ်စောင့်ရှောက်နိုင်ပါတယ် ဲ့တော့ဒီကနေ့ပရိယွတ်တဲ့သူပရိနာတဲ့သူပြည့်စုံရမယ်အင်္ဂအချက်လက်များကိုမဟာဗုဒ္ဓဝင်ကျမ်းမှာဒါဖော်ပြထားတာကိုဥစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ဓမ္မဒါနပြုပြောပြမျှဝေပေးပါမယ်။ယောဂပြီးအန္တရာယ်တွေကနေပြီးတော့ကင်းလွတ်ဖို့အတွက်ပရိတ်တရားတို့ကိုပရိတ်တရားတို့တွေကိုရုပ်ပတ်တရေစေကြနိုင်ကြတဲ့အခါမှာ နံပါတ်1ရုပ်ဘက်သူဘက်ကပြည့်စုံရမယ်အင်္ဂါရှိတယ်ပေါ့နံပါတ်2ကနာကြားသူဘက်ကပြည့်စုံရမယ်အင်္ဂါရှိတယ်ပေါ့အဲ့တော့ရုပ်ဘက်သူဘက်ကပြည့်စုံရမယ်အင်္ဂါတွေကိုဥစဉ်ပြောပြပေးပါမယ်တဒါလဲစင် အနတ်ထင်တဝင့်မေတ္တာထားရုပ်ဘက်သူမှာအင်သုံးဖြာမှတ်ပါကြံစကားလက်မငယ်ကွယ်ထဲကစွာမှတ်ချက်အင်လေးပါ လူရင်းတူရှင်ပြောရင်တော့ပရိတ်တရားတို့ကိုရွတ်ပတ်တည်စေတဲ့သူဟာအင်္ဂါ၄ပါးပြည့်စုံရမယ်တဲ့နံပါတ်၁တဒါလဲစင်တဲ့ပုပ္ပအခရာတဒါအနေထားမှန်ကန်ရမယ်နံပါတ်၂ကအနတ်ထင်မိမိရွတ်ပတ်တဲ့ပရိတရားတော်ရဲ့အနတ္တိပေကိုဒါသိရှိနားလည်ရမယ်။ဒါဒါလဲစင်အနတ္တင်တဝင့်မေတ္တာထားနံပါတ်3က တဝင် မေတ္တာထားမေတ္တာတရားထားရမယ်။ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်မေတ္တာစိတ်ပေါ့။တတလဲစဉ်အနတ်တင်တဝင်မေတ္တာထားရွတ်ပတ်သူမှာအင်သုံးဖြာမှတ်ပါကျမ်းစကားတဲ့။လက်မငယ်ကွယ်ထဲကဆွဲမှတ်ချက်အင်လေးပါတဲ့။နံပါတ်၄ကလက်လာဘကို မငဲ့ကွက်ရဘူးတဲ့။လက်လာဘလူချင်းတို့ရွတ်ပတ်တရေစေတာမျိုးမဟုတ်ရဘူးတဲ့။လက်လာဘကိုမငဲ့ကွက်ရဘူးတဲ့။ ဒါရလဲစင်အနတ်တင်တဝင်မေတ္တာထားရွတ်ဘတ်သူမှာအင်သုံးဖြာမှတ်ပါကြံစကားလမငက်ွက်ထဲကဆွတ်မှတ်ချက် အင်လေးပါဆိုပြီးတော့မှာဗုဒ္ဓဝင်ကြံပါဒီလိုပြဆိုထားတာရှိပါတယ်ဒါရွတ်ဘတ်တရေစေတဲ့သူဘက်ကပရိတ်တရားတော်ကိုရွတ်ဘတ်တရေစေတဲ့သူဘက်ကပြည့်စုံရမယ်အင်ကလေးပါပဲဖြစ်ပါတယ်ထို့သူပဲနာကြသူဘက်ကလည်းပဲ ဒါပရိတ်တရားတို့ကိုနာကြတဲ့သူဘက်ကလည်းပဲပြည့်စုံရမယ်အင်္ဂါအချက်လက်၄ပါးရှိပါအဲ့ဒီ၄ပါးကဘာတွေလဲဆိုတော့နံပါတ်1အာနန္ဒရိကံပင်စီမရှိတဲ့အင်္ဂါတဲ့ပရိတ်တရားတို့ကိုနာကြတဲ့သူကနံပါတ်1ပင်စာနန္ဒရိယကံ၅ပါးကနေပြီးတော့ကင်းလွတ်နေတဲ့သူဖြစ်ရမယ်ပင်စာနန္ဒရိယကံ၅ပါးကိုဒါလွန်ကျူးတာခြင်းမရှိရဘူးပေါ့ ပင်စန္ဒနရိယကံ၅ပါးဆိုတာကဒါအလုံးသိပြီသားပါအမိတတ်တယ်အဖတ်တတ်တယ်ယဟနာတတ်တယ်ဖရာသွေးစင်းတဲ့အောင်လုပ်တယ်တန်ခါတင့်ခွဲတယ်ဒီ၅မျိုးပေါ့ဒါပင်စန္ဒရိယကံ၅ပါးအာနန္ဒရိကံပင်စီမရှိတဲ့အင်္ဂါတဲ့ပင်စန္ဒရိယကံ၅ပါးကင်းလွတ်တဲ့သူဖြစ်ရမယ်နံပါတ်၁ကနိယတဒိဋ္ဌိကိလေသာမရှိတဲ့အင်္ဂါနိယတဒိဋ္ဌိကင်းတဲ့သူဖြစ်ရမယ် နိယတဒိဋ္ဌိက3ပါးရှိတယ်ပေါ့3မျိုးရှိတယ်ပေါ့နံပါတ်1ကနတ္ထိကဒိဋ္ဌိအကျိုးမရှိဘူးလို့ယူဆထားတာနံပါတ်2ကအာဟိတုကဒိဋ္ဌိအကျိုးမရှိဘူးလို့ယူဆထားတာနံပါတ်3ကအာကိရိယာဒိဋ္ဌိကုသအကုသဆိုတာ မရှိပါဘူးလို့ယူဆထားတာအဲ့ဒီ3မျိုးဒါယူဆထားတယ်ဆိုရင်ဒါနိယတဒိဋ္ဌိရှိတဲ့သူပေါ့အဲ့တော့နိယတဒိဋ္ဌိရှိတဲ့သူ ဖြစ်ရဘူးတဲ့ နိယတဒိဋ္ဌိကိလေသီမရှိတဲ့အင်္ဂါဒါကနံပါတ်1ပြည့်စုံရမယ်အင်္ဂါပေါ့ပရိတ်တရားတို့ကိုနာကြားသူနံပါတ်3ပြည့်စုံရမယ်အင်္ဂါကတဒါတရားပြည့်စုံညာမတ္တာတဲ့အင်္ဂါနံပါတ်3ကတဒါတရားနဲ့ပြည့်စုံရမယ်တဲ့ယရနာ3ပါးကံကံရဲ့အကျိုးတရားပေါ်မှာယုံကြည်တဲ့တဒါတရားရှိရမယ်ဒါကနံပါတ်3 နံပါတ်၄ကယူသေးလေးစားနာယူညာမှတ်တာတဲ့င်ကပြိတ္တရားတို့ကိုနာယူတဲ့အခါမှာယူယူတည်တည်လေးလေးစားစားနဲ့မြင့်မြင့်နုံနုံဒါနာယူရမယ်တဲ့ဒီအင်္ဂါ၄ပါးပြည့်စုံရမယ်နာကြတဲ့သူဘက်ကအာနန္ဒရိကံပင်စီမရှိတဲ့အင်္ဂါနိယတဒိဋ္ဌိကိလေသာမရှိတဲ့အင်္ဂါတဒါတရားပြည့်စုံညာမှတ်တာတဲ့အင်္ဂါ ယုတိလေးစားနာယူညာမှတ်သားတဲ့အင်ကဤတိလေးပါပြည့်စုံညာနာကြဘေးကင်းစွာဒီလေးပါပြည့်စုံမယ်ဆိုလို့ရှိရင်ယောဂပေးအန္တရာယ်တွေကနေပြီးတော့ဒါကင်းလွတ်တယ်ပေါ့ဒါယုပတ်သူ နာကြသူတို့ပြည့်စုံရမယ်အင်္ဂါတွေပေါ့အဲ့ဒီလိုပရိတရားတော်ကိုယုပတ်တဲ့သူကလည်းပဲယုပတ်တဲ့သူဘက်ကပြည့်စုံရမယ်အင်္ဂါတွေနဲ့ပြည့်စုံပြီးတော့နေတယ် ထို့သူပဲနာကြားတဲ့သူကလည်းပဲဥစဉ်အခုပြောသွားတဲ့အတိုင်းပေါ့နာကြားတဲ့သူဘက်ကပြည့်စုံရမယ်အင်္ဂါအချက်လက်တွေနဲ့ဒါပြည့်စုံပြီးတော့နေကြတယ်နာကြားကြတယ်ရွတ်ဖက်ကြတယ်ဆိုလို့ရှိရင်ပဝန်းကျင်အရက်၄မျက်နှာအရက်၈မျက်နှာအရက်၁၀မျက်နှာမှ ကြာရောက်လာမယ်ယောဂဘေးအန္တရာယ်တွေကနေပြီးတော့ဒါကကွယ်စောက်ရှောက်နိုင်ပါတယ်တဲ့ဒါကိုဥစဉ်ကမဟာဗုဒ္ဓဝင် ကျမ်းကနေပြီးတော့ ဖော်ပြထားတာကိုထုံ့နှုတ်ပြီးတော့ပြန်လည်ပြီးတော့ဓမ္မဒါနပြုမျှဝေပေးတာဖြစ်ပါတယ်။ဒါဥစဉ်တို့အလုံးစုံဓမ္မကြည့်ခင်သူတော်ရှင်များပရိတရားတို့များကိုဒါယုပတ်တတဲ့ဇေတဲ့အခါနာကြားတဲ့အခါမှာဩဒီလိုအင်္ဂါရက်တွေကလည်းရှိပါသေးလားဒီလိုအင်္ဂါရက်တွေနဲ့ပြည့်စုံမှတကယ်အကျိုးဆိုတာပြပြဝဝဖြစ်တာပါလားဆိုတာကိုဒါဒီကနေ့သိရှိရတာပဲဖြစ်ပါတယ် အဲ့တော့ဒီလိုအင်္ဂါအချက်လက်တွေနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ပရိတရားရဲ့အကျိုးတရားပေါ့ဒါပြည်ပြီးဝဝရရှိခံစားစံစားနိုင်ကြမှာ ဖြစ်ပါတယ်ဒါလေးကိုသိရှိဖို့အတွက်ဒါပရိတရားနဲ့ပတ်သက်ပြီးတော့သိစရာမှတ်စရာဘုသူတရစရာကိုဦးစင်းကနေပြီးတော့ပြန်လည်ပြောပြမြဝေဓမ္မဒါနပြုပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးသောဓမ္မကျင့်ခြင်းသူတော်စင်များပရိတရားတို့များကိုရွတ်ပတ်တည်စေတဲ့အခါမှာပဲဖြစ်ဖြစ်နာကြားတဲ့အခါမှာပဲဖြစ်ဖြစ်ဦးစင်းအခုမြဝေပေးသွားတဲ့ အင်္ဂါချက်လက်တွေနဲ့ဒါပြည့်စုံကြပြီးတော့ယောဂဘေးအန္တရာယ်တွေကနေပြီးတော့ဒါကင်းဝေးကြပါစေအာလုံးတော်ဓမ္မချစ်ခင်သူတော်ရှင်များကိုစိတ်နှပြကျမ်းမှချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံသူဝင်ရောက်နိုင်ကြကုန်တဲ့သာသနာပြု ပုတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေလို့ဦးစင်ကနေပြီးတော့ဆုတောင်းမြတ်တာ ပို့တာပေးလိုက်ပါတယ်